မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိပ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ် စေမရဲရွာပြူစောတိစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာစစ်သားနဲ့ပြူစောတိ၄ဦးသေဆုံးပြီး၂ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၂၁ရက်နေ့ရေစကြုံမြို့နယ်စေမရဲရွာပြူစောတိစခန်းကိုစတင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးပစ်ကူအများအများကိုအသုံးပြုခဲ့တဲ့အထက်သိမ်းပိုက်နိုင်ခဲ့မှရှိပဲခိတ္တခဏပြန်လည်ဆုတ်ခွာခဲ့ရကပိတ်ဆို့ထားပြီးတော့လက်နက်ကြီး drone များနဲ့နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မနေ့ကစက်တမလာ၂၄ရက်နေ့မနက်၅နာရီခန့်က တေဆုံဒဏ်ရာရတဲ့စစ်သားနဲ့ပြူစောထီးများကိုတဲဆောင်ကမြင်းညာမျိုးနဲ့ရုံးစင်ကြီးစခန်းဘက်ကိုစောက်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။စတိုက်တာက21ရက်နေ့ကတည်းကစတိုက်တာ။အဲ့ဒီနေ့ကလေရင်ကအစမတန်းအင်အားနဲ့ပြစ်တော့ပြန်ဆုတ်ခဲ့ရတာပြီးတော့ဝမ်ဝမ်ပိတ်ဆို့ထားပြီးတော့ RC တွေနဲ့ drone တွေနဲ့ခြားတယ်လက်နက်ကြီးနဲ့ပြစ်တယ်အမျိုးမျိုးစော်ခဲ့တာပေါ့အဲ့ဒီလိုလုပ်တော့မနေ့ကမှသူတို့ကဒဏ်ရာရတဲ့လူနာတွေနဲ့ ရုံးစင်ကြီးဘက်ကိုစုတ်သွားတာအဲ့ဒီလိုစုတ်သွားလို့ဝင်ပြီးတော့ရှင်းလင်းရေးတွေလုပ်ခဲ့တာရှင်းလင်းရေးလုပ်တော့သူတို့ရဲ့ရိတ်ခါတွေစိုင်းကယ်တွေကိုရရှိခဲ့တယ်လက်နက်တွေတော့မရခဲ့ဘူးစခန်းတော့မီးရှို့ခဲ့တာမရှိဘူးရွာတွေကပြည်သူတွေကိုလည်းတိုက်ပွဲမဆက်ခင်ကတည်းကပြည်သူတွေရှောင်ဖို့စာတွေကျဲချခဲ့တယ်တိုက်ပွဲအချိန်မရွေးဖြစ်ွားနိုင်တဲ့အပြင်ကိုထွက်ကြပါအဲ့ဒီလိုလုပ်တော့ရှိတဲ့တဲ့လောက်တော့နည်းနည်းပါးပါးကြံခဲ့တာတော့ရှိတယ်ထွက်တဲ့တဲ့လောက်တော့ထွက်ကြတာလည်းရှိတယ်လို့ တောင်းတွင်းဒီပျောက်ကြားတဖွဲ့ YSOR တာဝန်ရှိသူတို့ကပြောဆိုထားပါရယ်စက်တမလာ22ရက်နေ့စေမရဲရွာပြူစော်တီစခန်းကိုဝင်ရောက်တိုက်ခတ်တဲ့အချိန်မှာစစ်ကောင်စီတပ်က MI-35 နဲ့2ချိန် Jet Fighter က2ချိန်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါရယ်ဒါအပြင်ရေစကြုံမြို့ဖူလုံရဲတပ်ကဟာဝေဇာလက်နက်ကြီးနဲ့အလုံးကြီး30ကျော်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားပြူစော်တီ၄ဦးတိတ်ဆုံးပြီးတော့နှောက်ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယံတချို့ကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါရယ်၎င်းတိုက်ခတ်မှုကို Urban Underground Revolution Force YSO ပခုတ်ကူခရိုင်တရင်3ပခုတ်ကူခရိုင်တရင်30ပခုတ်ကူခရိုင်တရင်2မြင်းကြံခရိုင်တရင်1မြိုင်ပကဖဒရုန်းတပ်ဖွဲ့ဒေါင်းသွေးနေပြောက်ကြားတပ်ဖွဲ့ YSO ဒေါင်းစစ်တီပခုတ်ကူအဖွဲ့ဒေါင်းညီသွေးနေသွေးတော့ YSO RDS နိုင်ငံနေအထုတပ်ဖွဲ့မြိုင် Burma Revolution Force မြောင်းတပ်ပေါင်းစုမြိုင် Revolution Team ညီနောင်သုံးဖွဲ့ YSO Dragon Brother YSO RC တပ်ပေါင်းစုနဲ့ RC Plate တပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ် ်ပြည်သူတွေကိုတော့ရွာထဲကိုမဝင်ခိုင်းသေးဘူးလေချောင်းကနေရောလက်နက်ကြီးတွေရောပြစ်မယ်လို့တရင်ရလို့မဝင်ခိုင်းသေးတာနေမင်းရှင်းလေးလည်းလုံနေတော့မှရှိသေးတယ်ရှင်းလင်းရေးကမပြီးသေးတော့စိတ်ချရတဲ့အနေထားမရှိသေးဘူးလို့ဒေါင်းသွင်းနေပြောက်ကြားတပ်ဖွဲ့က YSO တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝေခရိုင်ဒဝေမြို့နယ်မောင်မဆောင်ကျေးရွာအတွင်းမှာတပ်ဆွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုနှစ်ချိန်တိုက်ခိုက်ခဲ့ရာစစ်သား19ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ20ရက်နေ့မနက်၈နာရီကဒဝေမြို့နယ်မောင်မဆောင်ကျေးရွာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ2နာရီကကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သား19ဦးသေဆုံးကအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တမလာ22ရက်နေ့မွန်းတဲ့7နာရီအချိန်မှာအဲ့ဒီအကြမ်းဖက်စစ် ောင်စီတပ်သားများကိုထပ်မံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား9ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိစစ်ကြောင်းထိုးနေတာကတော့အင်အားက300အထက်ရှိနိုင်တယ်။ကြိုက်ပွဲဖြစ်တုန်းကတော့အင်အား100ဝန်းကျင်ပဲ။လက်နက်ကြီးကတော့တော်တော်လေးကိုပစ်တယ်။အမြောက်တပ်နဲ့လည်းနှီးတော့လက်နက်ကြီးပစ်ကူကတော့တိုက်ပွဲဖြစ်တိုင်းမနာတန်းကိုပစ်ပါတယ်။ တိုက်ပွဲမဖြစ်တဲ့နေ့တွေဆိုရင်လည်းအနေနဲ့အများတော့ရန်တမ်းပစ်ခတ်လေရှိတယ်လို့ရေပြူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခတ်မှုကိုရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ WPDF ဘီလုံးပြောက်ကြားတပ်ဖွဲ့ကျက်တဲ့နဲ့တမဟာ6တပ်ရင်းနှက်ဆက်ခွန် Eastern Defense Force EDF နဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL တို့ကပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအချိန်ဟုန်တုံးပြင်းစွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရန်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတပ် ဖွဲ့ဝင်များအနေနဲ့လည်းပြည်သူ့ဘက်ကိုအမှန်တရားဘက်ရက်တီကပြည်သူ့ရင်းဝင်ကိုအမြန်ဆုံးခေါ်လုံဝင်ရောက်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတင်ကန်းကျုံမြို့နယ်စကရက်ကွက်မှာစက်တမာလာ22ရက်နေ့ညပိုင်းကစစ်ကောင်စီရေတပ်ကအရာရှိတအုပ်တနက်ပန်းရှင်ပြုတ်လုရာကနေကြီးစံထွက်သွားပြီးတော့မယံငယ်ရဲ့မေးစီကိုထိမှန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကရက်ကွက်တမာရီနှစ်လန်းနဲ့သုံးလန်းကြားမှာရှိတဲ့နေအိမ်တအိမ်မှာစစ်ကောင်စီရေတပ်ကအရာရှိတအုပ်ဟာမယံငယ်အိမ်ကိုလာရောက်ပြီးတဲ့နောက်ည9နာရီဝန်းကျင်မှာတနက်ကကြီးထွက်ပြီးတော့မယံငယ်ရဲ့မေးစီကို ကြည်ရှက်မှန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိမကမသေးဘူး။စံပြဆေးရုံကိုချက်ချင်းပို့လိုက်လို့ရေတက်အရာရှိဆိုတဲ့သူကိုတော့စစ်ကောင်စီတပ်ကလာခေါ်သွားပြီးတော့ပြန်ပို့လိုက်တယ်။သူတို့ကလင်မယားမဟုတ်ဘူး။ရေတက်အရာရှိရဲ့မယံငယ်ရမ်းဖြစ်တာမဟုတ်ဘူး။ထိုင်နေရင်းနဲ့တနက်ကိုတန်းရှင်းလုံနေရင်းနဲ့ကြည်ကထွက်သွားတာလို့ဒေသခံတအုပ်ကရှင်းပြထားပါတယ်။အဲ့ဒီရေတက်အရာရှိရဲ့မယံငယ်ဟာစကရက်ွက်ကိုပြောင်းလာတာမကြသေးပဲရေတက်အရာရှိကတော့ရမ်းဖန်ရံကမှလာတဲ့သူဖြစ်တယ်လို့ဒေသခံများကပြောဆိုထားပါတယ်။ မင်းလန်းနဲ့တုံးလန်းကြားကရှမ်းခေါက်ဆွဲဆိုင်မှာယောက်ျားကမိန်းမကိုတနက်နဲ့ပြစ်တယ်လို့တော့သိရတယ်တချို့ကလည်းမိန်းမကိုတနက်နဲ့စနောက်ရဲနဲ့ကြီထွက်သွားတယ်လို့ပြောတယ်ကြီထွက်ပြီးထိမှန်တာတော့ဟုတ်တယ်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဒေသခံတအုပ်ကထပ်မံပြောဆိုထားပါရယ်စစ်ကောင်စီရေတဲ့အရာရှိရဲ့အမည်နဲ့ယာရုကိုတော့အတီးပြုတ်နိုင်မှုအတွက်ဒေသခံများထံမှဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအတွင်းမှာဖုံကြီးဝင်နေတဲ့သူတချို့ကိုပါစစ်မှုထမ်းရန်တင်းရှောင်နေဆိုပြီးတော့စစ်တပ်ကတင်ငန်းချုပ်ခိုင်းပြီးပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မကွေးတိုင်းရေနံကြောင်းမြို့နယ်ဝမ်မစော့ကျေးရွာအုပ်စုမှာစစ်တပ်ကလူငယ်များကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းများလှုပ်ဆောင်နေတဲ့အတော့လူငယ်များနဲ့အမျိုးသားများတင်းရှောင်မှုများအလွန်များပြားလာတယ်လို့သိရပါတယ်တချို့ဆိုရင်ဖုံကြီးကျောင်းတွေမှာတင်ငန်းဆီးပြီးတော့ဖုံကြီးဝင်နေနေထိုင်နေကြတယ်လို့သိရပါတယ်ဒါကြောင့်စစ်တပ်ကဝမ်မစော့ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ဖုံကြီးကျောင်းတချို့မှာ ဝင်ရောက်စီစဲပြီးတော့မကြမီရပ်ပိုင်းလာပိုင်းအတွင်းကဖုံကြီးဝစ်ထားတဲ့သူတွေကိုသင်ငန်းချွတ်ခိုင်းပြီးတော့စစ်သားအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်မှုများဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖုံကြီးတွေကိုတာသနာရေးကအတိမတ်ပြုတယ်။တန်ကမှတ်ပုံတင်ကပ်ပြခိုင်းတယ်။တန်ကမှတ်ပုံတင်ကပ်ကအနည်းဆုံး3ဝ4ဝလောက်မှမြို့နယ်တန်ကနာကအဖွဲ့မှာတွားရောက်ပြီးတော့လောက်ရတာဆိုတော့ဖုံကြီးဝါများမှရတယ်လို့ဆိုပါတယ်။အဲ့ဒီတော့ရပ်ပိုင်းလပိုင်းကဝစ်တဲ့သူတွေကမရကြဘူး။ အဲ့ဒါဆင်းမှုထမ်းမှုရှောင်းတယ်ဆိုပြီးတော့တင်ငန်းချွတ်ခိုင်းပြီးတော့ခေါ်သွားတာပဲလို့ရေနံချောင်းကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲရေနံချောင်းမြို့ပေါ်မှာလည်းပေါ်တာဆွဲမှုများဖြစ်ပေါ်နေပြီးတော့စက်တင်ဘာလ22ရက်နေ့ကလူငယ်တချို့ညာဘက်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်ရေနံချောင်းမြို့ပေါ်ကရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က၎င်းတို့နဲ့နှိစက်တဲ့မိသားစုများကလူငယ်များကိုညာဘက်အပြစ်မထွက်ကြရနဲ့ဆင်းမှုထမ်းအပတ်စဉ်6အတွက်လူမပြည့်သေးတဲ့အတွက်ဖမ်းဆီးမှုများဇက်တိုက်ရှိလာမယ်လို့တတိပေးပြောဆိုထားကြောင်းသိရပါတယ်တခြားတစ်ဖက်မှာလည်း ်မကွေးတိုင်းအတွင်းမှာရှိတဲ့ရက်ကွက်နဲ့ခြေရွာများမှာစစ်မှုထမ်းဥတွေကိုအကြောင်းပြပြီးတော့ငွေကြေးချင်းချောက်တောင်းခံမှုများဖြစ်ပွားလျက်ရှိရာမကွေးမြို့နယ်စူးပစ်ဆန်းခြေရွာမှာခြေရွာအုပ်ချုပ်ရေးမှုကလစဉ်ငွေကြက်အ ਨੇ ဆုံးတတောင်းကောက်ယူနေတယ်လို့သိရပါတယ်စစ်မှုထမ်းသူများအတွက်ဆိုပြီးတော့မဖြစ်မနေပေးခိုင်းနေတယ်လို့သိရပါတယ်မကွေးမြို့နယ်စူးပစ်ဆန်းခြေရွာမှာစစ်မှုထမ်းအတွက်ပထမအကြိမ်ကိုတအိမ်ကိုတတောင်းကောက်ပါတယ်ဒုတိယအကြိမ်မှာပေါင်းနှစ်ထောင်ကောက်ပါတယ်နောက်ပိုင်းတွေမှာတော့ကောက်တာပုံများလာတယ် အုပ်ချုပ်ရေးမှုတွေနဲ့ပြူစောထီးတွေကကောက်နေတာအင်ဂျီ400ကလစဉ်လာတိုင်းစက်ကြီးတွေပေးနေရပါတယ်လို့စုပစ်စံချေးရွာကဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲအရှိပိုင်းမြို့နယ်အမှတ်15ရပ်ကွက်မှာစစ်မှုထမ်းအပတ်စဉ်6အတွက်လူငယ်များကိုမဲနိုင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့စက်တဘာလ25ရက်နေ့မွန်းလွဲ2နာရီအချိန်မှာဒဂုံမြို့တဲအရှိပိုင်းမြို့နယ်အမှတ်15ရပ်ကွက်အတွင်းမှာရှိတဲ့လူငယ်မှန်သမျှကိုအမှတ်15ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရက်ကွက်ရုံးကိုလာရောက်ရန်ဆင့်ခေါ်ပြီးတော့မဲနိုင်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။မဲပေါက်တဲ့လူငယ်များဟာအခုအော်တိုဘာလစစ်မှုထမ်းအပတ်စဉ်6အတွက်စစ်မှုထမ်းရမှာဖြစ်ပြီးတော့မဲပေါက်ပါကထွက်မပြေးပါဘူးဆိုတဲ့ဝန်ခံကတိကိုပါတဖားတဲ့ရေးထိုးရမှာဖြစ်တယ်လို့သိရပါဗျ။မနေ့ကစာရွက်တွေလာဝေးတယ်။အခုမဲနိုင်ခိုင်းနေပြီ။မဲပေါက်ရင်ထွက်ပြေးလို့လည်းမရပါဘူး။မိပါရောမဲပေါက်တဲ့လူငယ်ပါလက်မှတ်ထိုးရမယ်။ အော်တိုဝါလာစစ်မှုထမ်းအပတ်စဉ်အတွက်လို့ပြောတယ်လူငယ်မှန်သမျှအကုန်လုံးရက်ကွက်ရုံးကိုခေါ်ပြီးတော့မဲနိုင်ခိုင်းနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်မဲနိုင်ရမယ့်လူငယ်များကိုငွေကျပ်တထောင်ခွဲပါတဘာတဲ့ယူဆောင်လာကြရန်အမတ်ဆန်ကရက်ကွက်အုပ်ချုပ်ရေးမှုနဲ့နောက်လိုက်တရုတ်ကြီးကအတေးအဓမ္မငွေကြေးတောင်းခံနေတယ်လို့သိရပါတယ်လူတွေကမှမပြေလည်ရတဲ့ကြားတဲ့ ရုံးမှလည်းမဲနိုင်ရမယ်ပက်ဆန်တပေါင်းခွဲလည်းထည့်ရမယ်အုတ်ချုပ်ရေးမှုရောတရုတ်ကြီးရောအင်မတန်မကိုစိုးသွမ်းနေကြတာလို့ရက်ကွက်နေပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းမဲ့စစ်ကောင်စီကလာမယ့်အော်တိုဘားလာအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထားအပတ်စဉ်6အတွက်အခုကတည်းကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းအတင်းအကျပ်စိတ်ခေါ်ခြင်းများကိုစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံခေါခရိုင်စောမြို့နယ်မှာစစ်ကောင်စီရဲ့ကပ္ပဆာ25ကတပ်သားတက်ကြွကြီးတအူးလက်နက်ခဲယံအပြည့်စုံနဲ့ အလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတက်ချက်ကြီးကအမတ်တစ်စစ်ဒေသဂံကောခရိုင်အမတ်သုံးတပ်ရင်းထံကို MA3 တလလက်ပြပုံနှလုံး 5.56G 60တော့ကြီပေါက်3ခုကြီကတထိုင်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြည်သူရင်ဝင်ကိုခိုလုံပြီးတော့အလင်းဝင်လာရောက်ပူးပေါင်းခဲ့တယ်။စစ်ကောင်စီတက်ချက်ကြီးယူဆောင်လာခဲ့တဲ့လက်နက်ခဲယမ်းများအပေါ်မူတည်ပြီးတော့ထိုက်ထိုက်တန်တန်စုချင်းမြေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ချိတ်ဆက်ပြီးတော့ဝင်လာတဲ့သူပါနောက်အလင်းဝင်လာမဲ့သူတွေကိုလည်းဝင်လာခြင်းရဲ့အမြန်ဆုံးချိတ်ဆက်ပေးပါလုံခြုံပျော်ရွှင်မှုနဲ့ ပြည်သူမြင့်တာကိုခံယူပါလို့ဂန်ခေါခရအမှတ်သုံးတက်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များပြည်သူစစ်များပြူစောတိတပ်ဖွဲ့ဝင်များစစ်မှုထမ်းဥတီအရအတင်းအကျပ်စစ်မှုထမ်းနေရတဲ့သူများအပါအဝင်အကြမ်းဖက်စစ်ကောင်စီအလို့ကြောင့်အကြမ်းဖက်လောက်ရများကိုလုံဆောင်နေရတဲ့သူများအနေနဲ့ပြည်သူဘက်ကိုအမြန်ဆုံးရက်တည်ပြီးပြည်သူရင်ဝင်ကိုခိုလုံပြီးတော့ချက်ချင်းအလင်းဝင်ရောက်ကြရန်လဲဂန်ခေါခရအမှတ်သုံးတက်ရင်ကတိုက်တွန်းထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ